မြန်မာဂီတာလောကရဲ့သမိုင်းစာမျက်နှာတွေကိုလှမ်းကြည့်မယ်ဆိုရင်တော့ခရစ်စီချောင်းကိုစိန်ခေါ်ဝင်းတဲ့သူရှေ့ကိုမျှော်ကြည့်ဝင်းတဲ့အမှုပညာရှင်တဝူးကိုတွေ့ရပါလိမ့်မယ်သူကတော့အဆိုတော်မင်းမင်းလက်ပဲဖြစ်ပါတယ်1982နှစ်တွေတုန်းကမြန်မာပြည်သက်တွေကြားမှာရေပန်းစားနေတဲ့သချင်းတွေနဲ့လုံးဝမတူတဲ့နိုင်ငံတကာ Roaring Roe ရဲ့ခင်မီအငွေသက်တွေကိုသူကရရဲ့ဝုန်းဝုန်းမိတ်ဆက်ပေးခဲ့တာပါ မင်းမလက်ဟာဒီပါပဲတို့လစ်ဇက်ပလန်ဂျီမီဟန်ဒရစ်တို့လိုကဘာကျော်ရော့ကီတာအဖွဲ့တွေရဲ့ဂီတာကိုစွန့်လန်းခဲ့သူတရားဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကမြန်မာနိုင်ငံမှာအဆိုတော်အများစုကပလက်စလီတို့လိုပေါ့ကီတာဘက်ကိုအာယုံစိုက်နေချိန်မှာမင်းမလက်ကတော့စန်တာနာနဲ့ CCR တို့လို TY တစ်တေရဲ့ခစ်ပေါ်ပြေးသချင်းတွေကိုအချိန်မီ copy ပြန်ဆိုခဲ့ပါတယ်။ဒါဟာမြမဂီတာအတွက်လုံးဝအသင့်ဆန်လမ်းကြောင်းတစ်ခုဖြင့်ပွေးလိုက်တာပါ။သူရဲ့ခစ်မီတဲ့အမြင်အားဂီတာတက်တက်တာမကဘဲ အနုပညာမှာပါထင်ဟပ်ခဲ့ပါတယ်။မြန်မာပြည်မှာပထမဆုံး Fantasy App ပုံစံ Evan Cover ဓာတ်ပုံတွေကိုအသုံးပြုခဲ့တာသူ့ရဲ့တီထွင်ဖန်တီးလို့စိတ်ကိုပြသခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့တက္ကီသားတွေကခေတ်ရှိပြင်းလို့နေတာကြောင့်ပိတ်ပန့်ရုပ်ရှင်ကင်းလို့အမီပေးခဲ့ရလာအောင်အဲ့ဒီတုန်းကပရိသတ်တွေနားနဲ့အစောပိုင်းမှာစိမ့်ခဲ့ပါတယ်။ဒါကြောင့်လဲချက်ချင်းကြီးတော့သူ့အနေနဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ဂီတာလောကမှာချက်ချင်းကြီးထုံးပေါအောင်မြင်မှုများရှိခဲ့တဲ့မင်းမင်းလန်ဟာတနေရာထဲမှာရန်နေသူတယောက်တော့မဟုတ်ပါဘူး။သူကအမြဲတမ်းတက်ကြွပြီးစိတ်ရယုံတစ်တွေကိုရှာဖွေတတ်သူတယောက်ဖြစ်တာကြောင့်တခါတရံဂီတာလောကကနေခိတထွက်ခါပြီးရွှေရထမင်းဆိုင်ဖွင့်လာတယ်ဒါမှမဟုတ်ထိုင်းနိုင်ငံမှာအလုပ်တော်ရောက်လုပ်တာတွေစတဲ့ဘဝအလှပြောင်းတွေကိုပါရင်ဆိုင်ခဲ့သူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ကတော့ဂီတာကိုလုံးဝမဆွလုပ်ခဲ့ပါဘူး။လမ်းရော်နဲ့လာတာလန်းတို့လိုမျိုးလေကောင်းနေမှာ ောက်ကလတ်တိုင်းစင်မြင့်ထပ်ပေါ်မှာအပြော်ရန်သချင်းတွေကိုဆက်လက်တည်ဆိုရင်သူ့ရဲ့ဝါသနာကိုမိစအသွင်းနေခဲ့ပါတယ်မင်းမလဟာအဆိုတော်တဝူးဖြစ်ယုံသာမကလမ်းပေါ်ကဘောဟာရာများလို့စပီရီကိုပါရေးသားခဲ့သူပါသူဟာဇနီးတဲ့တော်ရမင်းကြိုင်တဲ့အတူသသမီ၄ဦးထွန်းသွားခဲ့ပြီးသူ့ရဲ့ဒုတိယသားဖြစ်တဲ့ဟေယောဆိုတော်အနက်ကကလည်းဖခင်ရဲ့လမ်းသက်ဖောက်လို့တဲ့စိတ်ဓာတ်ကိုဆက်ခံပြီးမြမခီတာလောကမှာဟစ်ဟော့ခစ်တစ်ခစ်ကိုတည်ထောင်ခဲ့သူဖြစ်ပါတယ် အစောရောမင်းမင်းလက်ဟာ1969ခုနှစ်အသက်48နှစ်ရွယ်မှာကွယ်လွန်သွားခဲ့ပေမဲ့သူထားခဲ့တဲ့ဂီတအမွေနဲ့ဟာကြီးမားလာပါတယ်။သူ့ရဲ့တခြင်းနဲ့ဟာယနေ့အထိရေသွင်းမကြဘဲခိုင်မာနေဆဲဖြစ်တာကြောင့်နာမည်ကျော်ဂီတသမားဆောင်ဝင်းထွက်ကသူ့ရဲ့နာမည်ကြီးတခြင်း73ဘုတ်ပါဝင်တဲ့ဆေဆိုးပက်ရဲ့မျက်နှာအေဗန်ကိုပြန်လည်တီဆိုခဲ့ရမှာတော့နိုင်ငံလုံးကျွတ်အောင်မြင်ခဲ့ပါတယ်။တကယ်တော့မင်းမင်းလက်ကမြန်မာဂီတလောကရဲ့တရာတဆင်းလို့တင်စားခေါ်ဝေရမယ်သူက မြန်မာရိုးရာဂီတနဲ့နိုင်ငံတကာခေတ်သစ်ဂီတဂျာကကောဟာချက်တွေကိုပေါင်းကူပေးခဲ့ပြီးနောက်ပိုင်းမှာတစ်ထွက်ပေါ်လာခဲ့တဲ့ခေတ်မီဂီတသမားမျိုးဆက်သစ်တွေအတွက်လမ်းကြောင်းတစ်ခုကိုရရဲ့ဝုံဝုံဖွင့်ပေးခဲ့ပါတယ်။သူဟာမြန်မာဂီတလောကရဲ့မြင့်မြတ်နိုင်တဲ့စိတ်ဓာတ်နဲ့အမှုပညာရှင်တစ်ဦးဖြစ်ထာဝရတရှိနေမှာပဲဖြစ်ပါတယ်။